အဲကိုကိုကိုနယ်လဲတိုက်ဆိုင်လို့ကနော်အရက်ကိုအမြဲမော်ဒရစ်ကနေစပီအမြဲ heavy drain ကတောက်ပြီးတော့ရုပ်ရက်အရက်ဖြတ်လိုက်မယ်ဆိုရင်ဘာဖြစ်မလဲပေါ့နော်အဓိကတော့ကွာဟိုတော်တော်ကြီးပြင်မှန်းတယ်စိတ်လေးပြင်မှန်းတယ်အေးအိတ်မပြောတာပေါ့အဓိကတော့နော်ကျွန်တော်လည်းခုတာနားထားတာ၂ရက်၃ရက်ဆိုရင်တော်တော်လေးကိုဒုက္ခရောက်တယ်သူကတကယ်နဲ့တောက်လျှောက်တောက်နေတဲ့လူကအသက်ကိုပြန်ပြီးလုံးဝနားလိုက်ရင်တော့အနည်းဆုံးရက်၃၀တလားလောက်ချိန်ယူရတယ် အနည်းဆုံးတစ်ပတ်နှစ်ပတ်လောက်နေအသေးအချိန်ပြန်ပေးရတယ်အဲ့တော့ရုတ်တရက်အများကြီးတောက်တောက်နောက်ရှောက်စတိုင်းစတိုင်းတောက်ထားတယ်ပြန်နာရတယ်ဆိုတာအချိန်ကာလအနည်းဆုံးတစ်လကြာနေတယ်အဲ့တော့ကျွန်တော်ကအရက်ဖြတ်လိုက်ရင်ဖြစ်လာမယ့် sample လေးကို S H A K E S ဆိုပြီးတော့၆ချက်မှတ်လိုက်မယ်နော်အရက်ဖြတ်ရင်မဖြစ်လာမယ်အဲ့တော့လက္ခဏာလေးအရင်မှတ်ထားပါတော့ဟိုအဲ့တော့ကျွန်တော်ချက်ချင်းကြီးမဖြတ်ဘဲနဲ့ဖြည်းဖြည်းချင်းဖြတ်တာကိုကျွန်တော်ကသဘောကျတယ်စိတ်ပဲအဓိကပဲကွာရှော့ချင်တဲ့ဒုံးနဲ့ဖြတ်နိုင်တယ်ကောင်းတော့ဒါပေမဲ့ဒါတွေဖြတ်နိုင်တယ် တစ်ကဆွတ်တင်ချွေးတွေထွက်လာတယ်အာမရဘူးရန်ချွတ်တတ်တယ် hallucination လို့ခေါ်တယ်ခါကြတော့အဲ့လိုမျိုးထင်အောင်ထင်မှားတွေဖြစ်လာတတ်တယ်မျိုးလုံးထဲမှာမြင်လာတယ်ကျွန်တော်ဆိုလိုတာပြောအဲ့ဒီအပေါ်မှာဘာမှမရှိဘူးဒါပေမဲ့ဟာအဲ့ဒီတလန်နဲ့ပိုးဟွက်တွေပိုးဟွက်တွေဆိုမြင်လာတယ်ပေါ့နော် anxiety စိတ်စိတ်ကပူပန်နေပေါ့နော်လှုပ်ရှားတယ်ပေါ့နော်စိတ်စိတ်ကမငြိမ်ဘူးပေါ့နော် anxiety ဖြစ်တယ်ပေါ့နော် K ကကြတော့ conversion ပဲပေါ့နော်အမှန်စီပေါ့နော်ဒါပေမဲ့ K နဲ့တန်ထွက်တဲ့ညော conversion လို့သုံးတာဆိုတော့ တက်တက်တာပေါ့ဒါခါလေးအဲ့လိုမျိုးရက်အရန်တောက်လို့များပြီးတော့ရက်လိုက်ပြီးဆိုရင်ဒုံးသွားတက်ကုန်တာပေါ့နော်အေးကြီးကနောက်တစ်ခါ elevated vital sign ဆိုတာဘာလို့ pressure တွေတက်တယ်အခုကျွန်တော်အဲ့လိုပဲကျွန်တော်ဆိုရင်ရက်ဖြတ်ပြီးဆိုရင်သွေးတိုးပြီအဲ့ကြောင့်မို့ကျွန်တော်ကအဲ့လိုကွာအကြံဈေးကူလာပြီးသူချသေးတောက်ရပြီတောက်နေအခါ flow ကကောင်းနေတယ် သွေးလက်ပတ်မှုကောင်းတယ်အရက်ကိုဒုံးရပြီးတော့သွေးတက်ပြီ pressure တက်တယ် heart rate တက်တယ် temperature တက်တယ်ခန္ဓာကိုယ်ပူတယ်ပေါ့နော်ပြီးတော့ s ကကြတော့နောက်ထပ် s က s h a k e s ပေါ့တော့ shake ပေါ့နော် s နောက်ဆုံး s က shake hands ဆိုတာတုံတာပေါ့ trauma ဖြစ်တာပေါ့နော်အဲကြောင့်မို့သူကဒီစဖြတ်လိုက်ပြီးအရင် heavy တောက်ရင်တနာ6 6နာရီနေ7နာရီတွင်းဆိုရင်သူက ီစိတ်လှုပ်ရှားတယ်စိတ်ကနာမငြိမ်ဖြစ်တယ်ဗောနော်အရင်ဆိုးလာတယ်ဆိုရင်တနာ12နာရီကြော်သွားပြီ58နာရီတွင်းဆိုရင်မတော့ရဘူးဆိုရင်တော့အာတက်လာတာဗောနော်ဒီထင်အောင်ထင်မှားတွေဖြစ်လာတယ်အဲနောက်ထပ်တရက်က2ရက်တွင်းဆိုရင်တချို့ဆိုရင်အာတုံတာတုံတာအနည်းများတယ်အဲစိတ်ကိုတက်ရတယ်အဲဒါကြောင့်မို့သူကဒီအန်ချိုရီကျတော့အဲ့လိုအိမ်မှာထားလို့မရဘူးလေ ရောင်ကြကြတွေဖြစ်လာတယ်တုံလာတယ်အဲ့လိုမျိုးတွေဖြစ်တိုင်းဆိုရင်တော့အဲ့ဒါအရက်ဖြစ်တယ်ဆိုတာကနီးလမ်းမမှန်ဖြစ်ရတယ်အဲ့လိုအဲ့လိုအရေးကြီးတာ တော့ကွာနီးရဆောင်ဝင်အကူကြီးယူရတယ်အိတ်မပြောဘူးဒါဆင်ဝင်ပေးရတယ်သွေးတိုးတာလားတော့နှလုံးခုန်တာတိုင်းရတယ်သူ့မှာဘာတွေလိုနေရလဲစီချိုတွေကျနေရလားအဲ့လိုဆိုကျွန်တော်ဆိုရင်အဲ့လိုအရက်ဒါဖြတ်တော့မယ်ဆိုရင်ဒါစီချိုနဲ့ပတ်သက်ပြီးတော့စီချိုလေးပဲတတ်ထားတယ်လေ ယ်ဒါတက်ထားတယ်ကြတာတော့ဟိုက်ဖိုကြတာတောက်နေအကောင်ဟိုဟူဟူဟူဆိုရင်ကျွန်တော်အဲစီကျော်တောက်ချောက်ကြတာ90ရွယ်ဖြစ်နေအဲ့တော့ကိုကအဲကွက်တီပဲကိုကလည်းစမ်းချင်တာ14ရက်ပေါ့နော်ဒါကတော့စီကျော်ကျွန်တော်စီကျော်မရှိဘူးကျွန်တော်စီကျော်ကြဒါလေးမူလည်းခုနေ့လည်းတော့အဆေးကထိုင်ဟာမရဘူးတွေ့